မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ TNL သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်မှာရှိတဲ့ရွာလေးရွာမှာစစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျွန်လ12ရက်နေ့နဲ့13ရက်နေ့စစ်ရေးအခြေအနေများကို TNL ကအသိပေးခဲ့ခြင်းဖြစ်ပြီးတော့ကံကြီးရွာရွှေသွုံးရွာပိန်းနေကုန်းရွာနဲ့ညံတော်ရွာများမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဖော်ပြထားပါတယ် ဇော်လာ73ရက်နေ့နေ့လယ်ပိုင်းမှာရွှေသွုံးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကလက်နက်ကြီး35လုံး၊ဒရုန်းနဲ့ဘုံးဆက်နှလုံးပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါဗျ။အလားတူပဲပိနေကုန်းနဲ့ညံတော်ကြီးရွာဘက်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကလက်နက်ကြီး40လုံး၊ဒရုန်းနဲ့ ဘုံခွနလုံးပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ12ရက်နေ့ကလည်းကံကြီးကြီးရွာဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီကလက်နက်ကြီးအလုံး90ဒရုန်းနဲ့ဘုံ15လုံးပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ညံတော်ပိနေကုံကြီးရွာများမှာတိုက်ပွဲဖြစ်ပွားလာပါကစစ်ကောင်စီတပ်ဟာကံကြီးရွာဘေးမှာဝိုက်ပြီးတော့နောင်ချုံမျိုးဘက်ကိုထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဟာငလျင်ဘေးကိုအကြောင်းပြပြီးတော့အပြစ်ခတ်ရဲစဲရေးကြီးညာထားတော်လဲ နောင်ချုံမြို့နယ်အတွင်းလေကြောင်းလက်နက်ကြီး drone တိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်နေပြီးတော့မြေပြင်ထိုးစစ်ဆင်မှုများကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ DNA လေ MNDA နဲ့အရခတ်တပ်တော် AA တို့ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘက်ကမလျင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုလှုပ်ဆောင်နိုင်ရန်အတွက်ဇွန်လကုန်အထိတဖက်သက်အပြည့်ရဲ့အကြောင်းကြေညာထားပါတယ်။စစ်ကောင်စီကလည်းဇွန်လကုန်အထိအပြည့်ရဲ့အကြောင်းကြေညာထားတော့လေညီနောင်မဟာမိတ်၃ဘက်အပြည့်ရဲ့ထားတာကိုအခွင့်ကောင်းယူပြီးတော့ အဆက်မပြတ်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ TNN လေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကြောက်ဖြူခမရ၅လေး၃တရင်တွေကိုအရခတ်တက်တော် AA ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲပြီးတော့တရင်မှုကိုထိမှန်ပြီးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲထဲမှာနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနေ့စဉ်ရှိနေပြီးတော့ဇွန်လ23ရက်နေ့ညပိုင်းကအရခတ်တက်တော် AA ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲသွားတာဖြစ်တယ်လို့သိရပါတယ် ်ခမရ၅လေးတုံးကတရင်မူဒံရရသွားပါတယ်သူနေတဲ့နေအိမ်မော်ကိုတဲ့တယ်ကြတာပါဈေးရုံကိုအေးဝော်ခေါ်သွားရပါတယ်တခြားအဆောင်တချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့သတင်းရင်းမြစ်ကပြောပြထားပါတယ်ခမရ၅လေးတုံးဟာဂုံးချုံတိုက်နယ်ထဲမှာရှိပြီးတော့အဲ့ဒီအနီးဝန်းကျင်ကနေပြစ်ခတ်ခဲ့တယ်တာဝေးပြစ်လက်နက်ကြီးကြီးထိမှန်သွားတာဖြစ်တယ်လို့သိရပါတယ်အခုရပိုင်းမှာမလကျွန်းနဲ့ဂုံးချုံတိုက်နယ်အနီးဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ် အခုကတိုက်ပွဲဖြစ်နေတော့ဘဲကနေပြင့်လို့ပြင့်နေမှန်းတော့မသိတော့ဘူးနေရအဆုံကအတန်မဲကြရတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်ခမရ943ကအထိုင်တက်တွေနဲ့စစ်ရင်အားအစ်စ်တွေဟာမလကျွန်း area တဝိုက်မှာလှုပ်ရှားမှုတွေရှိနေပြီးတော့အဲ့ဒီအနေဝင်ကျင်ကခြေရွာတွေကိုစစ်ကြောင်းထိုးနေကြတာပဲဖြစ်ပါတယ်ကြောက်ဖြူမြို့နယ်တွေကတိုက်ပွဲတွေဟာဂုံးချုံတိုက်နယ်မှာရှိတယ်အမှတ်32ရဲတပ်ရင်းအနေပြိုင်းစိတ်ကီတောင်ကျောတစ်ချောင်းမှာဖြစ်ပွားနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့98တပ်ရင်းနဲ့ဘန်ကာတီဆောက်နေတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခဲ့ရာစစ်တပ်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့မှာရွှေကျင်မြို့နယ်ကွင်းစိတ်နယ်ဝင်းကံရွာကြားမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့၅ခု၈တပ်ရင်းနဲ့အနီးပတ်ဝင်းကျင်မှာဘန်ကာများပြန်လည်တည်ဆောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့ဝင်များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိက2ဦးပြင်းထန်ဒဏ်ရာရရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တောင်းမြေရဲ့အနောက်ဘက်ကမ်းမှာရှိတဲ့ကျေးရွာများဘက်ကိုတည်ယူသွားတယ်လို့သိရပါဗျ။စစ်ခွေးနှစ်ကောင်တေးပါတယ်။ထိခိုက်ဒဏ်ရာနဲ့ပြင်းထန်ဒဏ်ရာရရှိသွားတယ်။စစ်ခွေးခုနှစ်ကောင်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့ကောင်တွေကိုပြန်တည်သွားပါတယ်။စစ်တောင်းတပ်ဖက်ကမ်းကိုပြန်တည်သွားတာကိုတွေ့လိုက်တယ်လို့ပြည်သူတွေရဲ့သတင်းပေးချက်အရသိရပါဗျ။၎င်းတိုက်ခတ်မှုကို KNL နဲ့ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ဗကိုးခရိုင်ဘက်ကဖာ၊ဒိုင်ဦးဘက်ကဖာ၊ကဝဘက်ကဖာ UDF တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစေရရေပြည်တော်စုအမှတ်ချက်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှတန်ဖြူစေရရေပြည်တော်စုအမှတ်ချက်လမ်းပိုင်းမှာရှိတဲ့ကုန်းမြင့်သားရနဲ့ကလိုင်းဘရော့ချေးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များနဲ့အချက်မဲ့စစ်တပ်တို့ မိနစ်30ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ကနှအုပ်သေးဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရာမညမော်တပ်တော်နဲ့ရာမညစစ်ကြောင်းတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကြောင့်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ပြည်သူများနေထိုင်ရာဒေသအနီးပတ်ဝန်းကျင်မှာစီရေးသတင်းများကိုနားဆွင့်သတိပြုကြရတယ်။အကြမ်းဖက်အာနာသိန်းစစ်ကောင်စီရဲ့လက်နက်ကြီး ီနဲ့လေချောင်းအန်ဒီယန်ကိုသတိရှိစွာနေထိုင်ကြရန်ယာမညကော်လမ်ယာမညစစ်ချောင်းကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အအမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူ၅ဦးကိုထပ်မံတပ်ဖြတ်ခဲ့ပြီးတော့ရုံအလောင်းများကိုရေတွင်းထဲကိုပစ်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ14ရက်နေ့မှာအချမ်းမဲ့စစ်တပ်ရဲ့စကခ3ကစကခမူဘုံမူဇော်ဝင်းဦးဆောင်တဲ့စစ်တပ်စစ်ကြောင်းဟာဖားကန့်မျိုးမော်စီစာကြေးရွာတောင်ရကုန်းတဝိုက်မှာပြည်သူ၄ဦးကိုတပ်ဖြတ်ကရုပ်အလောင်းများကိုရေရင်းထဲကိုပစ်ချခဲ့တယ်လို့သိရပါဗျ။အလားတူပဲလမ်းဘေးမှာလည်းပြည်သူ2ဦးကိုထတ်မှန်ပြီးတော့ပစ်တက်ထားခဲ့တယ်လို့သိရပါဗျ။မနေ့ကဖားကန့်မော်စီစာတောင်ရကုန်းတဝိုက်မှာစစ်ကောင်စီကပြည်သူတွေကိုတပ်ဖြတ်ပြီးတော့ရေရင်းထဲမှာပစ်ထားတဲ့အလောင်း၄လောင်းထပ်တွေ့ပါတယ်။ ပြီးရင်လမ်းမေးမှာလည်းတယောက်ကိုထပ်ပြီးတော့ပြစ်တက်ထားခဲ့တယ်အလုံးပေါင်းအလောင်း၅လောင်းစစ်ကောင်စီတပ်တွေဖားကန်ကိုရောက်လာကြတဲ့ကပြည်သူတွေကိုတပ်ဖြတ်ထားတဲ့အလောင်း32လောင်းတောင်ရှိနေပြီလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်မနေ့ကဇွန်လ14ရက်နေ့ညနေပိုင်းမှာဖားကန်မြို့နယ်လုံခင်းကြီးပါလမ်းဘေးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်တက်ထားတဲ့ရုံအလောင်း2လောင်းကိုလည်းထမှန်တွေ့ရှိခဲ့ရပြီးတော့ဘယ်သူဘဝဖြစ်တယ်ဆိုတာကိုတော့ခွဲခြားလို့မရသေးဘူးလို့ပြောပါဗျ။မနေ့ကညနေမှာလဲလုံခင်းမှာပြည်သူတယောက်ကိုပြစ်ထားတာရှိပါတယ်။ အဲ့ဒါကဘယ်ကလည်းမသိရသေးပါဘူးလမ်းမင်းမှာလဲနေတာတော့တယောက်ရှိတယ်စကခတုံစကခမူဘုံမူးချုပ်ဇော်ဝင်းပေါ့သူတို့ဖားကရောက်လာကလေးကပြည်သူတွေကိုတတ်ဖြတ်တာလက်နက်ကြီးနဲ့ပြစ်လို့ပြည်သူတွေတိတ်ဆုံးတာစုစုပေါင်း30တယောက်တောင်ရှိနေပြီဒဏ်ရာရတာတွေလည်းရှိတယ်ဖားကန့်ပြည်သူတွေအနေနဲ့ဒီရပိုင်းမှာစစ်ကောင်စီစစ်ကြောင်းတွာလာနေတယ်ဆိုရင်လုံခြုံရေးယူဆိုင်ကြပါသူတို့ကပြည်သူတွေကိုအများကြီးတတ်ထားတာဆိုတော့ လုံခြုံရေးကိုအမြဲဂရုစိုက်မဲ့အနေအထားဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါဗျ။မနေ့ကဇွန်လ14ရက်နေ့ညနေပိုင်းမှာဖားကတ်မျိုးအမိုက်ပုံနားတော်ဝိုင်မှာလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တမ်းများကြားနေရတယ်လို့ပြောပါဗျ။စစ်ကောင်စီတပ်စစ်ကြောင်းကဖားကတ်မျိုးမော်စီစာဖုံးကြီးကြောင်းနဲ့ဖျားကုန်းမှာတဆွဲထားတဲ့ အချို့သောစစ်သားများဟာအရင်နေ့တွေကတည်းကအမိုက်ပုံနားကနေတဆင့်ဖားကန်မျိုးတွေကိုဝင်ရောက်သွားတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာဖားကန်မျိုးနယ်အတွင်းဝင်ရောက်လာခြင်းကစတင်ပြီးတော့အရက်သားပြည်သူစုစုပေါင်း32ဦးကိုတပ်ဖြတ်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီ KI မှာတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား၁၂ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ည7:00ခွဲအချိန်မှာကန်ချနာဘူရီ KI အတွင်းမှာထိုင်းစစ်တပ်ရဲနဲ့လုံခြုံရေးပူးပေါင်းအဖွဲ့က ဂိတ်ချပြီးတော့စစ်ဆေးနေတဲ့အချိန်မှာတိုတာအနက်ရောင်ပစ်ကတ်ကားတစ်စီးကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားပေါ်မှာမြန်မာနိုင်ငံသား12ဦးလိုက်ပါလာပြီးတော့ကားပေါင်းတဲ့သူဟာထိုင်းနိုင်ငံသားဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကားဟာမောင်းပြေးဖို့အတွက်စူးစမ်းခဲ့တော့လေထိုင်းအာဏာပိုင်များကလိုက်လံဖမ်းဆီးရာကနေ ကာယောလူပါဖမ်းဆီးရရှိခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့မြန်မာနိုင်ငံသား12ဦးကိုလည်းဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကားပေါ်မှာပုံကွယ်ပြီးတော့လိုက်ပါလာတဲ့မြန်မာနိုင်ငံသား12ဦးစလုံးမှာတရားဝင်အထောက်အထားစာရွက်စာတမ်းများမရှိဘဲထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက်ဝင်ရောက်လာကြခြင်းဖြစ်ကြောင်းဝန်ခံပြောဆိုထားပါတယ်။ဒါကြောင့်ထိုင်းဥပဒေနဲ့အမှုဖွဲ့ရေးယူသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ